ဒီကနေ့မှာတော့ April 15ရက်နေ့က Now is New မှာ Chandra Nandi ရေးသားထားတဲ့ American ရဲ့ကြောထောက်နောက်ခံတဲ့ Bangladesh စစ်တပ်ဟာရခိုင်ပြည်နယ်အတွင်း show ဆစ်စင်လုပ်မယ်ဆိုတဲ့အကြောင်းအရာကိုတင်ပြပေးသွားမှာဖြစ်ပါတယ်။ရိတ်ခါတွေလက်နက်ခင်းရန်တွေကူညီနေတာကနေ drone တွေတုံးကွင်းပေးပြီးထောက်ပံ့မယ်ဆိုရင် Bangladesh စစ်တပ်ကရခိုင်မှာမြန်မာစစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်မဲ့ American ရဲ့ဂျာခန်စစ်ပွဲကိုပို့ပြီးအထောက်ပံ့ပေးနိုင်ပါတယ်။ ရခိုင်ပြည်နယ်နဲ့တခြားဒေသတွေမှာမြန်မာစစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်ဖို့အမေရိကန်ရဲ့အစီအစဉ်အစိတ်အပိုင်းအနေနဲ့အာခတက်တော် AN နဲ့ရှင်းမျိုးသားတက်ဦး CNF အပါအဝင်မဟာမိတ်တပ်ဖွဲ့ကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့အနေဆုံးတက်မှတ်၃ခုကရိတ်ခါလက်နက်ခေရန်နဲ့အခြားဗျူဟာပိုင်းဆိုင်ရာအကူအညီတွေပေးသွားမှာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့တက်မှတ်၁၀တက်မှတ်၁၇နဲ့တက်မှတ်၂၄တွေကဒီအစီအစဉ်ရဲ့အစိတ်အပိုင်းအနေနဲ့ တက်ဖြန့်မှာဖြစ်ပေမဲ့ဒီတက်ဖွဲ့တွေကတက်ခတ်ရင်မှာဒရိုက်ပါဝင်မှာမဟုတ်ပဲရခိုင်ပြည်နယ်ထဲကလက်နက်ကန်တက်ဖွဲ့တွေကိုရိတ်ခါနဲ့လက်နက်ခင်းအကူအညီတွေပန့်ပိုးပေးသွားမယ်လို့ဘင်္ဂလားဒေ့ရှ်ရဲ့ထိုက်တန်လုံခြုံရေးသတင်းရင်းမြစ်တွေက Now is New ကိုအတည်ပြုပြောကြားထားပါတယ်။စစ်ဘက်ဆိုင်ရာရိတ်ခါပို့ဆောင်ရေးရှူထောင်းကနေဆိုရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကတက္ကနအနီးမှာရိတ်ခါတွေအများအပြားတူလောင်ဖို့စပြီးတော့အဆောက်အုံတိစောက်နေပြီဖြစ်ပါတယ်။ အဲ့ဒီနေရာကနေအမေရိကန်ဂျာခန်စစ်ပွဲဆင်နွှဲဖို့မြန်မာစစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်ဖို့ကူညီမှမဟာမိတ်တပ်ဖွဲ့ရဲ့အတွက်ရဲခန်နဲ့တခြားလိုအပ်တဲ့ပစ္စည်းကို ပို့ပေးဖို့အစီအစဉ်ရှိရလို့ဆိုပါတယ်အခုဆိုရင်ရခိုင်ပြည်နယ်ထဲကမြို့နယ်၃ခုလောက်ကိုပဲမြန်မာစစ်တပ်ကထိန်းချုပ်ထားနိုင်တော့တာပဲဖြစ်ပါတယ်ဒါပြင်ကော့ဆက်ပစားလေဆက်ကိုလည်းတိုးရှက်နေရနောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ဆိုပါတယ် ဘင်္ဂလားဒေ့ရှ်လုံခြုံရေးသတင်းရင်းမြစ်တွေအရတူရကီလုံမောင်းတူမဲ့ drone တွေအ திக အအုံပြုဖို့ဖြစ်ပြီးရခိုင်ပြည်နယ်ပြည်ပခမှာအဲ့ဒီ drone တွေကအ திக အခန်းကဏ္ဍကနေပါဝင်လာမှာဖြစ်ပါတယ်အမေရိကန်နိုင်ငံရဲ့ဌာနကအ திக တာဝန်ရှိသူတွေဒါကာကို April 15ရက်နေ့ကရောက်ရှိနေချိန်မှာဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာရခိုင်ပြည်နယ်နဲ့တခြားဒေသတွေအတွက်စုစည်းညီညွတ်တဲ့ view ဟာတရားချမှတ်နိုင်ဖို့အတွက် အာခတ်တက်တော် A နဲ့ရှင်မျိုးသားတက်ဦး CNF ရဲ့ကိုယ်စားလှယ်ဝင်ရောက်လာနိုင်မှုရှုဝဲဆောင်ရွက်ပေးခဲ့ပါတယ် A နဲ့ CNF ရဲ့ကိုယ်စားလှယ်ကိုလုံခြုံတဲ့နေရာတစ်ခုမှာနေရာချပေးထားပြီးပြီလို့လည်းသိရပါတယ်နေပြည်တော်အမေရိကန်တန်ရုံးရဲ့ယာယီတာဝန်ခံဆူဆန်စတီဗန်ဆန်တောင်နဲ့လေအာရှအရှင်းနဲ့အရှက်အာရှရဲ့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနက ဒုတိယအတွန်းဝင်2ဦးအပါဝင် အမေရိကန်အရာရှိ3ဦးနဲ့ဒီကိုစလီတွေရှိုးဝဲတွစ်ဆုံဆွေးနွေးဖို့ရှိရလို့သိရပါတယ်။တက်ကနက်အနေကရိတ်ခပေးဝေရဲ့စခန်းကစာနယ်ရိတ်ခလိုတည်စင်နိုင်တဲ့လက်နက်မဟုတ်တဲ့ပစ္စည်းတွေကိုပဲအဓိကပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဘင်္ဂလားဒေ့ရှ်ရဲ့အသစ်ခန့်အပ်ထားတဲ့မြို့သားလုံခြုံရေးအကြံပေးခါလီလူရာမန်ကအကူအညီပေးရေးလမ်းကြောင်းတစ်ခုကိုရှာဖွေအသုံးပြုဖို့ဗျူဟာတရက်ချမှတ်ပြီးကြိုးပမ်းနေတယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်မှာစစ်ရဲအောင်မြင်မှုတချို့ရခဲ့မယ်ဆိုရင်ဘူတီအောင်နဲ့မောင်တော်မြို့နယ်ကနေထွက်ပြေးလာတဲ့မွတ်စလင်၈000လောက်ကိုနေရပြန်ပို့ဖို့အတွက်ဒီအကူအညီပေးရလမ်းကြောင်းကိုအသုံးပြုနိုင်ပါတယ်။ပထမအဆင့်နဲ့မူဟာမက်ယူနဲ့အစိုးရကစစ်ရဲတစိတ်တပိုင်းအောင်မြင်ရင်ရခိုင်ပြည်နယ်ကိုပြန်ပို့မဲ့မွတ်စလင်၈000ရဲ့စင်းကိုစပိတ်လုဆောင်နေပြီလို့ဆိုပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအာဆာကိုလည်း ဒီမှာမိတ်အဖွဲ့တဲ့ပါဝင်လာအောင် ကြိုးပမ်းနေရလို့သိရပါတယ်။အာဆာဟာအာခတ်တက်တော် A နဲ့အယူအဆပိုင်းရောစစ်ရေးပိုင်းမှာရောစန့်ကျင်ဘက်တွေဖြစ်ခဲ့ကြတဲ့ရံဘက်တွေဖြစ်နေဆဲပါ။ဒါပေမဲ့ပြီးခဲ့လကဒါကာအနီးနာရာရန်ကန်မှာအာဆာအဖွဲ့ကောင်းဆောင်အတာဦးလာနဲ့သူရဲ့နောက်လိုက်ကိုအူကိုဖမ်းဆီးခဲ့တာကိုကြည့်ရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာအာဆာကိုမြန်မာစစ်တပ်ကိုစန့်ကျင်တိုက်ခိုက်နေတဲ့မဟာမိတ်အဖွဲ့တဲ့ ပါဝင်လာအောင်ဆွဲဆောင်ဖို့ကြိုးပမ်းနေရဆိုတာကိုညွှန်ပြနေပါတယ်မြန်မာစစ်တပ်ကိုတော်လှန်ဖို့အင်အားကြီးမဟာမိတ်အဖွဲ့ကြီးတခုဖွဲ့စည်းနိုင်ဖို့ညှိနှိုင်းရေးမှာဘင်္ဂလားဒေ့ရှ်စစ်တပ်စစ်စင်ရေးဌာနကအရာရှိကြီးရဲ့အပါအဝင်အထူးကြားတဲ့အရာရှိတွေဥဆောင်ပါဝင်နေရဖြစ်ပါတယ်ဒီလိုအချိန်မှာဘင်္ဂလားဒေ့ရှ်ကအမေရိကန်စစ်တပ်ရဲ့ Pacific Data ဒုတိယတပ်မှုဗိုလ်ချုပ်ကြီးဂျိုးဂျေပေဘိုဝဲနဲ့ဗိုလ်ချုပ်ဇာမန်ဒိုနဲ့ပြီးခဲ့တဲ့မလအတွင်း ဒါကမှတွစ်ဆုံခဲ့ရဟာအရေးပါတဲ့တွစ်ဆုံမုံတစ်ခုလို့သုံးသပ်နေကြပါတယ်။ဒီဆောင်မကိုရေတပ်သူရှန်ဒန်နန်ဒီဟာ Now is New ရဲ့ New Delhi အခြေစိုက်အကြီးတန်းသတင်းထောက်တဦးဖြစ်ပြီးသူဟာတောင်ဝါရှဒေသရဲ့နိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှုတွေအထူးသဖြင့်ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံအကြောင်းတွေကိုအဓိကထားလေ့လာရေးသားနေသူတဦးဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။